အမေရိကန်ရဲ့အစွမ်းအထက်ဆုံးဘန်ကာပြတ်ဘုံးတွေကိုတုံးပြီးအီရန်ရဲ့ပင်မနျူကလ িয়ার သုရေသနစခန်းတစ်ခုကိုဖျက်ဆီးပစ်ဖို့အစ္စရေးအစိုးရကအမေရိကန်ကိုအပူတပြင်းတောင်းဆိုနေတယ်လို့သိရပါတယ်။ဘန်ကာပြတ်ဘုံးဆိုတာကရောဘယ်လိုမျိုးပါလဲ။သတင်းအပြည့်အစုံကိုနားဆင်ကြရအောင်ပါ။အမေရိကန်သမ္မတထရမ့်ကအီရန်မှာလက်ရှိဆင်နွှဲနေတဲ့အစ္စရေးရဲ့စစ်စင်ရေးတွေမှာအမေရိကန်စစ်တပ်ပါကိုထိလက်ရောက်ပါဝင်ဖို့တင်မတင်စဉ်းစားနေတယ်လို့ပြောခဲ့တဲ့နောက် အမေရိကန်ရဲ့အဓိကပြင်မှတ်ကကွမ်ဒေတာမှာရှိတဲ့အီရန်ရဲ့ဖော်ဒိုမြေအောက်နျူကလ িয়ার သုရေသနစင်တာဖြစ်နိုင်တယ်ဆိုတဲ့ထင်ကြေးတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ထရမ့်ကတော့အီရန်အရေးမှာအမေရိကန်ဟာစစ်အင်အားကိုတုံးပြီးသေချာပေါက်ပါဝင်မယ်လို့တော့အတိမပြုသေးပါဘူး။ဒီအတော့တွင်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဖော်ဒိုနျူကလ িয়ার သုရေသနစင်တာကိုအမေရိကန်ရဲ့ဘန်ကာဖြတ်ဘုံတချို့နဲ့အပီးတိုင်ချိန်မုံဖြက်စည်းဖို့တိုက်တွန်းနေတဲ့အကြောင်း ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်လက်နဲ့ရေးရသူတွေတီတွေကလည်းဖော်တိုရဲ့ခိုင်မာလာတဲ့တိဆောက်ပုံအရအဲ့ဒီနေရာကိုဖျက်ဆီးဖို့ဆိုရင်တော့ပေါင်3000အလေးချိန်ရှိတဲ့ဘန်ကာဖြတ်ဘုံးတွေကပဲစွမ်းဆောင်နိုင်မယ်လို့သုံးသပ်ထားပါတယ်။အဲ့ဒီဖော်တိုနျူကလ িয়ার သူတွေတနာစင်တာကတဟီရန်မြို့တော်တောင်ဘက်မိုင်60ခန်းအကွာမှာတရှိတာပါ။တောင်တူရဲ့အောက်ပေ300ဝန်းကျင်လောက်မှာမြေအောက်ဘန်ကာကြီးအနေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့သူတေသနာစခန်းဖြစ်ပါတယ် အဲ့ဒီနေရာရဲ့အထက်ပိုင်းတောင်တွေပေါ်မှာတော့အီရန်ရဲ့အဆင့်အမြင့်ဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေအလုံးအရင်ဖြန့်ကျက်ထားတာပါအစ္စရေးစစ်တပ်ပိုင်းလက်နက်ခဲယမ်းတွေကဖော်ဒိုစခန်းရဲ့အထက်မှာရှိတဲ့ကြောက်တောင်ဒူကြီးကိုဖောက်ထွင်းပြီးတော့အဲ့ဒီစခန်းကိုဖျက်ဆီးနိုင်စွမ်းမရှိကြပါဘူးဒါပေမဲ့အမေရိကန်ရဲ့ဘန်ကာဖျက်ဘုံးတွေကတော့အဲ့ဒီလိုစိန်ခေါ်မှုမျိုးအတွက်တီထွင်ထားတာဖြစ်ပါတယ် GBU 57လို့ခေါ်တဲ့အေယာမထိပ်ဖူးတပ်ဘန်ကာဖျက်ဘုံးတွေကို အမေရိကန်ရဲ့ B2 မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေကနေကျဲချပွဲရှိပါတယ်။အမေရိကန်သာတကယ်လို့ Fordo ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် လေကြောင်းတိုက်ခိုက်ရေးနည်းပညာပိုင်းအသာစီးယူပြီးရန်သူလေကြောင်းကာကွယ်ရေးစနစ်တွေကိုအရင်ဆုံးဖိနှိပ်ခြေမုံးပွဲရှိပါတယ်။အဲ့ဒီနောက်မှာတော့ B2 ဘုံကျဲလေယာဉ်တွေကနေဘန်ကာဖြတ်ဘုံတွေကိုကျဲချလာနိုင်ပါတယ်။ဘန်ကာဖြတ်ဘုံတွေဆိုတာကပြင်းမှတ်စီကိုထိတ်ဖူးနဲ့တဲ့တဲ့စိုက်ဆင်းသွားအောင်တီထွင်ထားတာမျိုးပါ။ ပြီးတော့ဘုံကချက်ချင်းမပေါက်ကွဲပဲဒုတဲ့ကြီးမာပြီးမာကျော်လှတဲ့အလှတွေကိုထိုးဖောက်ပြီးတော့မြေအောက်ကိုနက်နက်ရှိုင်းရှိုင်းအထိတိုးဝင်သွားမှပါအဲ့ဒီနောက်မှတတ်မှတ်ထားတဲ့မြေအနက်ကိုရောက်တဲ့အခါပြင်းပြင်းထန်ထန်ထပ်ပေါက်ကွဲမှဖြစ်ပါတယ်။ဘန်ကာဖြတ်ဘုံတစ်လုံးကပေါင်3000လေးချိန်ရှိပြီးတော့ထိတ်ဖူးကြီးပဲတင်ပေါင်6000လေးပါတယ်။ပြီးတော့ပေါက်ကွဲအားအရန်ပြင်းထန်တဲ့ခရယမီးကြောက်တွေကိုထည့်သွင်းထားတာပါ။အမြင့်ကနေမြေပြင်ပေါ်စောင့်ကြတဲ့ဒဏ်ကိုရော မြေကြီးအောက်တိုးဝင်သွားတဲ့ပုတ်တိုက်မှုတွေကိုပါ ခံနိုင်ရရှိစေဖို့အတွက်အဲ့ဒီဘုံတွေကိုအရန်မာကျော်အကြမ်းခံတဲ့အပေါ်ယံလှော်နဲ့အုံမိုးထားပါတယ်ဖော်တိုစကန်ရဲ့အကျယ်ဝန်းကဘယ်လောက်ရှိလဲဆိုတာကိုတော့အတိအကျမသိရပါဘူးဒါကြောင့်လည်း American ကတကယ်ပဲစစ်စင်ရေးကိုအကောင့်ထဲဖော်မယ်ဆိုရင်ဘန်ကာဖြတ်ဘုံတွေကို ဖော်ဖော်တည်တည်ထုတ်သုံးပြီးနေရာတွေဖြန့်ကျက်ကျဲချရမယ်သဘောပါ American မှာမဟာဗျူဟာဘုံကျဲလေရင်အမျိုးအစား၃ခုရှိပါတယ် ဒါပေမဲ့ဘီတူးတွေကပဲဗန်ကာဖြတ်ဘုံတွေကိုထိထိရောက်ရောက်ကင်တွယ်နိုင်စွမ်းရှိတဲ့တခုတည်းသောအမျိုးအစားဖြစ်ပါတယ်။ဘီတူးတွေကရေဒါနဲ့ထောက်လန်းမှုကိုရှာကွေးနိုင်တဲ့ကိုပြောင်ဤပညာနဲ့တိစောက်ထားတဲ့တကဘာလုံးမှာတခုတည်းသောဘုံကျဲလေရင်အမျိုးအစားလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကအမေရိကန်ဟာအီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ယမန်နိုင်ငံအခြေဆိုင်ဟိုတီတပ်ဖွဲ့တွေရဲ့မြေအောက်လက်နက်တိုက်တွေကိုဖျက်ဆီးပစ်ဖို့အတွက်ဘီတူးတွေကိုတုံးခဲ့ဘူးပါတယ်။ American မှာ GBU 57ဘုံဘယ်နှလုံးရှိသလဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဘုံတွေကိုထုတ်လုပ်တဲ့ Boeing ကုမ္ပဏီက2009ခုနှစ်မှာအဲ့ဒီဘုံအလုံးပေါင်း20ကိုလေတက်စီလွှဲပြောင်းပေးခဲ့ဖူးပါတယ်။လေးလာသူတွေကတော့ American ရဲ့လက်နက်တိုက်ထဲမှာအဲ့ဒီဘန်ကားဖြတ်ဘုံစုစုပေါင်း30လောက်ရှိနေနိုင်တယ်လို့ခန့်မှန်းထားကြပါရဲ့ရှင်။